ကိုဘသားကိုတရားရဲစကားပြောနေရင်အကောင်ကိုရင်းနှီးတဲ့သူတွေလောင်းတဲ့စကားပြောနေရင်လည်းအကောင်ပဲဒါပေမဲ့ကင်မရာရှိရောက်သွားပြီးစင်ပေါ်တက်ရမယ်လူရှိထွက်ပြီးစကားပြောရမယ်ဆိုလို့ရှိရင်ရေဘက်ထဲမှာမွန်းကျက်လာပြီးလက်တချီတွေတုံလာပြီးဒူးတွေတုံလာပြီးဒီလိုမျိုးတွေခင်ဗျားတို့ဖြစ်မှုကြလိုက်မယ်အဆိုးဆုံးဆိုလို့ရှိရင် brain freeze ဖြစ်သွားတာပေါ့လေအုံတော့ထဲမှာဘာမှစဉ်းစားလို့မရတော့ဘူးဘာမှထွက်မလာတော့ဘူးဆိုတဲ့အနေအထားဒီကိုခင်ဗျားတို့ဖြစ်မှုကြလိုက်မယ်အဲ့တော့ကိုကိုပြန်ပြောတယ်ငါကစကားပြောမှရမ်းကြောက်တယ်လူရှိသူရှိမှစကားမပြောရဲဘူးဆိုပြီးတော့ဖြစ်သွားရော တကယ်တမ်းတော့မဟုတ်ဘူးတကယ်တမ်းခမားဖြစ်နေတာဒီစကားပြောရမှာကြောက်တာမဟုတ်ဘူးခမားဒီလူတွေမြင်မှာကြောက်တာလူတွေမမြင်တဲ့နေရာမှာဆိုလို့ရှိရင်ခမားတရှင်းနေကြည်လေးအော်ဆိုချင်းဆိုနေမှာပဲစကားရည်လည်းတယောက်တည်းပြောချင်လည်းပြောနေမှာဘာမှပြဿနာမရှိဒါပေမဲ့လူရှိသူရှိရောက်သွားပြီဆိုလို့ရှိရင်စကားပြောလို့မရတော့ဘူးအဲ့တော့အဓိကပြဿနာဒီ speaking problem လို့ခေါ်တဲ့စကားပြောရတာမဟုတ်ဘူးစကားပြောရတာကိုကြောက်နေတာမဟုတ်ဘူးခမားဒီလူတွေမြင်မှာကိုကြောက်တာလူတွေကိုကို gest လုပ်ကြမှာကိုကြောက်တာ ငါပောက်ကြရနေဖြစ်နေဘယ်လိုလုပ်မလဲအခု YouTube ဗီဒီယိုတပုတ်ရိုက်ပြီပဲဆိုပါတော့ဒီဗီဒီယိုငါတငယ်ချင်းတွေမြင်ဘယ်လိုပြောကြမလဲတခြားသူတွေဘယ်လိုဝေဖန်ကြမလဲလူတွေ judgment လောက်တာကိုခမားကအရန်ကြီးစိုးရိမ်နေတာဆိုတော့ဒီဟာကြီးကကျွန်တော်တို့ခေါင်းထဲမှာပေါ့နော်ပတ်တန်တစ်ခုလိုမျိုးပေါ့ wire ဖြစ်နေတာဟိုရှိခစ်တွေတုန်းကဆိုလို့ရှိရင် judgment ဆိုတာကဒါလူတွေအရန်ကြောက်ကြတာကို judgment ဖြစ်တယ်ဆိုလို့ရှင်ရင် ဟိုနေ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 ပါတယ်ပေးခံရတယ်ပြီးလို့ရှိရင်ဟိုတိုင်းပြည်မရှိဘူးဖြစ်မယ်သူများတိုင်းပြည်မှာသွားနေရတယ်ဒုက္ခရောက်မယ်ပေါ့ဒီလိုမျိုးဟို SSR တွေတဲ့ကမှပါလာတဲ့စိတ်ကြီးလို့ပြောလို့ရမယ်အဲ့စိတ်ကြီးကခေါင်းထဲမှာတွေးနေလူတွေကတော့ဘယ်လိုမျိုး judgment လုပ်ကြမလဲဘယ်လိုပြောကြမလဲပေါက်ကြရတွေဖြစ်သွားလို့ရှိရင်ကဲ့ရဲ့ကြမလားအဲ့ဒီစိတ်ကြီးကစိုးမိုးနေအဲ့လိုမျိုးစိုးမိုးနေတဲ့စိတ်ကြောင့်စိုးရိမ်မှုတွေဖြစ်လာကျွန်တော်ခေါင်းထဲမှာရှိတဲ့ amygdala လို့ခေါ်ရတာ threat sensor ပေါ့နော် emotion တွေနဲ့ပတ်သက်ဒီ sensor လေးကအဓိကထားပြီးအလုပ်လုပ်တယ်အဲ့ဒီ threat sensor ကဟာ ဒါယူပိုတရှယ် judgment လို့မြင်နေငါလူရှိထွက်သွားလူတွေကဲရဲကြမယ်ဗီဒီယိုတင်လိုက်လို့ရှိရင်သူများတွေငါ့ကိုအတင်းပြောကြမယ်ဆိုပြီးတော့ခေါင်းထဲမှာအဲ့ဒီ sensor ကအလုံးလုံးလာတော့စိုးရိမ်စိတ်တွေဝင်လာတာစိုးရိမ်စိတ်တွေဝင်လာတာနဲ့အမျှမျက်နှာမှာပါတွေးတွေရုပ်သွားတယ်ဖြူဖက်ဖြူရောဖြစ်သွားတယ်လက်ဖြားချီပြားတွေအေးလာတယ်ဒူးတွေတုံလာဒီလိုဖြစ်တာဘာလဲမသိမှန်းဆိုပြီးကျွန်တော်တို့ငါးတန်းပေါ့နော်ကျွန်တော်တို့မူလာတန်းအကြောင်းနဲ့အလဲတန်းအကြောင်းပြောင်းသွားတယ်တခြားအကြောင်းတစ်ခုကျွန်တော်ပြောင်းသွားတာပေါ့အဲ့ဒီမှာဂျပန်စကားပြောပြိုင်ပွဲရှိတယ်ပြိုင်ပွဲတော့မြို့နယ်အဆင့်ပေါ့ ကျွန်တော်တို့အเจ้ามาရှိတဲ့ဒါ9တန်း10တန်းနေသွားကြမှာအဓိကတော့အဲ့တော့သူတို့အကျင့်ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့เจ้า assembly မနက်ခင်းမှာအเจ้าဆီယာမကြီးကနေမှာသူတို့ရှေ့ထွက်ခိုင်းပြီးတော့စကားပြောခိုင်းတယ်သူတို့လည်းကောင်းကောင်းလုပ်နိုင်ပါတယ်လက်သီးလက်မောင်းတွေပါတယ်တန်းပြီးဂျာပန်စကားပြောပြိုင်ပွဲဆိုတော့သူတို့ပြောကြတယ်အဲ့ချိန်မှာကျွန်တော်တို့ကနားထောင်နေတာပေါ့ assembly ပြီးသွားတဲ့အခန်းထဲပြန်ရောက်တော့အတန်းရှိ station ပေါ်တက်ပြီးကျွန်တော်နဲ့ဒါတငယ်ချင်းတစုပေါ်လေအပေါ်မှာတက်ပြီးတော့ပြောကြတာခုနကလူတွေကိုတူခိုးပြီးတော့ကျွန်တော်တို့ကဘာဖြစ်ပါလဲညာဖြစ်ပါလဲဆိုပြီးပြောလို့ဆရာမအနေမှာ ကြာပါအတိုင်းမဆရာမကြာလဲကြာတော့နင်းလောင်းပေါ့နင်းမှာပြန်ရမယ်ဆိုပြီးတော့ဖြစ်သွားအဲ့တော့ကျွန်တော်ပြန်ပြစ်သွားမှာပေါ့ဗျာ long story short ကျွန်တော်ပြန်ပြစ်သွားတယ်အဲ့ဒီမှာမျိုးနယ်အစဉ်ပြန်ပွဲဝင်တဲ့ခန်းမောင်ရောက်လဲရောက်သွားရောအပေါ်မှာပြောနေကြတယ်လူကျွန်တော်ရှေ့မှာပြောသွားလူ၄၅၀ယောက်လောက်ရှိနေပြီပေါ့နော်အဲ့ချိန်မှာတည်းကကိုကလက်ဖြားချပြတယ်အေးနေပြီသားတွေလည်းတုံနေပြီနှကန်းတွေပါပြာပြီးတော့မျက်နှာမှာလည်းတွေးတယ်မရှိတော့ဘူးဒါပေမဲ့မဖြစ်မနေလောရမယ့်ဟာဆိုတော့လုပ်ကိုလောရတာပေါ့ကိုယ်နာမည်ခေါ်တော့စင်ပေါ်တက်တယ်စင်ပေါ်တက်ပြီးပြောတော့လဲ brain freeze ဘာဆိုဘာမှစဉ်းစားလို့မရတော့ဘူး ကိုစာတွေဖတ်ထားတယ်အဲ့မှာစာရွက်နေပေါ့ A4 နဲ့ဆိုတော့ I don't know ဆို၄၅၀ရွက်လောက်ရှိမယ်အဲ့ဖတ်ထားတဲ့ဟာတွေအကုန်လုံးဘာမှမှတ်မိတော့ဘာမှပြောလို့မရတော့လောင်မင်းတရားကြီးကအင်အားဦးအဲနဲ့ပဲအောက်ကလူတွေကနားထောင်လို့မကောင်းတော့ပြန်ဆင်းခဲ့ပါတော့ဆိုပြီးဖြစ်လာတယ်အဲ့မှာစဉ်းစားကြည့်နော်ကျွန်တော် judgment လုံးမဲ့လူတွေမရှိဘူးကျွန်တော်တို့ဘာသာကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောနေတယ်လွတ်လွတ်လပ်ပျော်နေတယ်စနောင့်နေတယ်ဆိုတဲ့အချိန်မှာကျွန်တော်စကားကောင်းကောင်းပြောနိုင်တယ်တကယ်ချင်းနေကျွန်တော်တို့နိုင်ငံကဘာဖြစ်ပါတယ်ညာဖြစ်ပါတယ် တကယ်တကယ် just လုပ်မယ်မင်းကိုစုပေးရမယ်ဒဏ်ပေးရမယ်ဗောဒဏ်တော့မပေးပါဘူးစုပေးရမယ်ဆိုရယ်လူတွေရဲ့ရှေ့ကိုရောက်လဲရောက်သွားရောမပြောနိုင်တော့ဘူးအဲ့ဒါအကောင်းဆုံးအတိတာဆုံးဥပမာပဲအဲ့ဒီမှာကျွန်တော်ခံစားမိသွားတာငါကစကားပြောတာကြောက်တာမဟုတ်ဘူးငါလူတွေ just လုပ်မှာကိုကြောက်တာလူတွေငါ့ကိုစောက်ပေါ်ကြီးလို့မြင်မှာကိုငါကြောက်တာဆိုတော့ကျွန်တော်သိသွားခင်ဗျားတို့ခေါင်းထဲမှာရှိတဲ့ဒီ threat sensor ကအလုတ်လုတ်လာပြီဆိုလို့ရှင်ရင်ပြဿနာတက်ပြီ အဲစကားကောင်းကောင်းမပြောနိုင်တော့ဘူးကောင်းကောင်းလူတွေနဲ့ connect မလုပ်နိုင်တော့ဘူးအဲ့တော့ဘာကြောင့်ဒီ threat sensor ကအလုံးလုံးလာတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြမယ်ပေါ့နော် threat sensor ကဘယ်အချိန်မှာအလုံးလုံးလာလဲဆိုတော့ကျွန်တော်တို့ဒီ performance နဲ့ပတ်သက်ပြီး anxiety အဓိကဖြစ်လာတဲ့အခါမှာ threat sensor ကအလုပ်လုပ်တယ်ကိုစင်ပေါ်တက်သွားရင်လူတွေဘလို့မြင်ကြမလဲငါကြည်ရောကြည်ကောင်းရဲ့လားငါအတန်အတွက်ကောမှန်ရဲ့လားဒီလိုမျိုးစိုးရိမ်စိတ်တွေများလာပြီး performance နဲ့ပတ်သက်ပြီး anxiety တွေဝင်လာပြီးဆိုလို့ရှိရင်ဒီ threat sensor ကစပြီးအလုပ်လုပ်လာပြီအဲ့တော့စကားပြောကြရတဲ့ဆိုတဲ့အချိန်မှာ performance ပေါ့နော်အခုဗီဒီယိုရိုက်တာပဲဖြစ်ဖြစ်စင်ပေါ်တက်တာပဲဖြစ်ဖြစ်လူရှိထွက်ပြီးတော့စကားပြောရတာပဲဖြစ်ဖြစ်မိန်ကွန်းပြောရတာပဲဖြစ်ဖြစ်အဲ့ဒီအချိန်တွေမှာ အဓိကအရေးကြီးတာဒီ connection ပါ performance မဟုတ်ပါဘူးတော်တော်များများကဟို performance ကောင်းကောင်းလုပ်ပြခြင်းတယ်အဲ့ဒီစိတ်ကြောင့်ပဲသူတို့ရဲ့ threat sensor ရဲ့ no လာပြီးတော့သူတို့ကောင်းကောင်းမလုပ်နိုင်တော့အဲ့တော့ကိုဗီဒီယိုပဲရိုက်ရိုက်စကားပဲပြောပြော connection ကိုပဲအဓိကထားပါအခုကျွန်တော်ပြောနေတဲ့စကားကိုခင်ဗျားတို့ပြပြတတကြားရတယ်ကောင်းကောင်းမွန်မွန်နားလည်တယ်ခင်ဗျားတို့နားလည်နှလုံးသားထဲကိုရောက်တယ်ဆိုလို့ရှိရင် ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကအောင်မြင်တယ်အဲ့လိုမျိုးပဲကျွန်တော်ကလှည့်ပတ်ပြီးတော့အော်ငါကြိတ်ကောင်းရလားမသိဘူးအတန်ဟတ်ကောင်းရလားပါညာအဲ့လိုမျိုးတွေစဉ်းစားနေလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဒီ level ဒါ performance anxiety ဝင်သွားပြီး threat sensor ကြီးပွင့်လာပြီးတော့ပြဿနာကြီးတက်တော့မှာစကားကြီးထစ်ပြီးတော့အပေါက်ကြရဖြစ်တော့မှာအဲ့တော့ connection ကိုပဲအဓိကထားပါဒီဘက်ကဒီ content is the king ပေါ့နော် internet ခေတ်ဖြစ်တဲ့ content တွေကကင်းဖြစ်နေတယ်စဉ်းစားကြည့်အောင်ခမားဒီဈေးဆိုင်ဒီဇိုင်းပိုင်ရှင်ဖြစ်မယ်ဒီလိုမျိုး mic လေးတွေရောင်းနေပေါ့ဗျာ အဲ့ချိန်မှာ social media မှာတက်ပြီးတော့အဲကျွန်တော်ရဲ့ရှီမာတော့ဒီလို mic လေးတွေရပါတယ်ဒီ mic လေးကတော့ဘယ်လို computer တွေမှာသုံးလို့ရတယ်ဘယ်လိုအား내ချက်လေးတွေတော့ရှိတယ်ဘယ်လိုအားသာချက်တွေရှိရဘယ်သူတွေအတွက်အဓိကဖြစ်မယ်ဆိုတာလောက်လေးတောင်ခင်ဗျာမပြောနိုင်ဘူးဆိုရင်ပြောနိုင်တဲ့ဆိုင်တွေကခင်ဗျာကြော်တက်သွားမှာပဲအရင်ခေတ်တွေတော့ဟုတ်တယ်ဆိုင် physical store တွေအဓိကတည်ကြတယ်ပြီးလို့ရှိရင်ဝင်လာတဲ့သူတွေတကူတကလာဝဲတဲ့သူတွေပဲရောင်းကြတယ်အခုခေတ်မှာကင်မရာရှေ့မှာစကားကောင်းကောင်းပြောနိုင်တာနဲ့ကောင်းကောင်း connect လုပ်နိုင်တာနဲ့ မြန်မာတနိုင်ငံလုံးရောင်းလို့ရပြီတချို့ဆိုရင်နိုင်ငံသားတွေပါပို့ပြီးတော့ရောင်းနေကြတာရှိတယ်ဒါလေးကိုသိစေချင်တယ်ကိုကိုကိုပြန်ပြီးတော့ limit ထားတဲ့စိတ်ကြောင့် performance ကိုဦးစားပေးတဲ့စိတ်ကြောင့်ကိုယ့်ရဲ့ group ပေါ့နော်ကိုယ့်ရဲ့ group ကိုကိုကိုယ်တိုင်ပြန်မတတ်မိပါစေနဲ့ကိုကိုယ်တိုင်ဒီ under pressure မှာစကားကောင်းကောင်းမပြောနိုင်ဘူးဆိုလို့ရှိရင်ကိုယ်ဒီလဲ group မဖြစ်ဘူးတခြားသူတွေကိုလည်းဥဆောင်သွားလို့မရဘူး lead လုပ်လို့မရဘူးသူတို့ inspire ဖြစ်လာအောင်စကားပြောလို့မရဘူး အဲ့တော့ကိုကိုကို limit ပြန်မကန့်တတ်ပါဘူးဒီလိုမျိုးကင်မရာတွေကြောက်တဲ့စင်းတွေကြောက်တဲ့စကားမပြောရဲဘူးဆိုတဲ့ကိစ္စတွေကိုအတိထက်ပို့ပြီးတော့နက်နက်နဲနဲတူးသွားမယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ချက်ရှိသေးတယ်အဲ့ဒါ identity conflict လို့ခေါ်တယ်အခုလက်ရှိဖြစ်နေတဲ့ခမားနဲ့ဖြစ်ချင်တဲ့ခမားနဲ့ကြားထဲမှာအများကြီးကွာနေအခုလက်ရှိခမားကကြတော့ကိုကိုကိုပြောထားတယ်ငါကကင်မရာကြောက်တယ်ငါကစကားမပြောရဲဘူးငါလူရှိမထွက်ရဲဘူးဒါပေမဲ့ဖြစ်ချင်တဲ့ခမားကြတော့ ကင်မရာရှေ့မှာ confidence ရှိရှိစကားပြောခြင်းနဲ့လူတွေနဲ့ကောင်းကောင်းမွန်မွန် communicate လုပ်တတ်ခြင်းနဲ့ကိုယ်စကားပြောလို့ရှိရင်လူတွေကနားထောင်ကြတယ်ကိုယ်မှာ power ရှိတယ် charisma ရှိတယ်ဒီလိုမျိုးလူမျိုးဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့ကြားထဲမှာ gap ကြီးกว่าနေတယ်အဲ့ဒါကြောင့်မလို့ပဲခင်ဗျာမပြောနိုင်တာအဲ့တော့ကိုကိုကိုပြန်ပြောတဲ့ story ကိုကျွန်တော်တို့ကပြောင်းရလိုက်မယ် new paradigm ပေါ့နော်စံပုံစံတစ်ခုပေါ့အခုကိုကိုကိုပြောနေမိတဲ့ငါကင်မရာကြောက်တယ်ဆိုရင်ငါကင်မရာမကြောက်ဘူးငါကင်မရာရှေ့မှာ ယုံကြည်မှုရှိရှိနဲ့စကားပြောတဲ့သူတယောက်အဲ့တော့ဒီတိုင်းကိုကိုပြောနေယုံနဲ့တော့မပြီးဘူးပေါ့အဲ့ဒီစံပုံစံတစ်ခုကိုကိုကသတ်မှတ်ထားမယ်ကိုဖြစ်ကျင်တဲ့ပုံစံကိုသတ်မှတ်ထားပြီးတော့အဲ့ဒီကိုမရောက်ရောက်အောင်ကျွန်တော်တို့တွားကြမယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုကနေစပြီးတော့ခမားကိုခမားပြန်ပြောရဲစတိုရီတွေကိုပြောင်းမယ်အဲ့တော့ပုံစံအစ်စ်ပေါ့ new paradigm စံပုံစံအစ်စ်ချပြီးတော့ကိုဖြစ်ချင်တဲ့ identity အတိုင်းဖြစ်လာအောင်ကျွန်တော်တို့စူးစမ်းပြီးတော့ပြောင်းလဲသွားကြမယ်ဆိုတော့ဒီနေ့ challenge အနေနဲ့စက္ကန့်60ဗီဒီယိုရရမယ် အဲ့ဒီစက္ကန့်60အတွင်းမှာကိုယ်နာမည်ဘယ်သူလဲကိုဘာကြောင့်ဒီ course ကို join ပြက်လဲ speaking နဲ့ပတ်သက်တယ်စကားပြောတာရင်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ရှိအကြောက်တရားကဘာဖြစ်မလဲဒီ၃မျိုးနာမည်ရဲ့ကိုဘာကြောင့်ဒီ course ကို join ပြက်တာလဲရဲ့ကိုယ့်ရဲ့လက်ရှိအကြောက်တရားကအကြီးဆုံးအကြောက်တရားကဘာဖြစ်မလဲဆိုတာရဲ့ဒီ၃ခုကိုဒီစက္ကန့်60အတွင်းမှာအတိတ်မလုပ်ဘဲနဲ့ပြောပြရမယ်အဲ့ဒီ video ကိုကျွန်တော်တို့ဒါ group ထဲမှာပေါ့နော်ဒီသင်တန်း group ထဲမှာပြန်ပြီးတော့ share လုပ်ပေးရမယ်ဆိုတော့ဒီ video ရဲ့အဓိကရည်ရွယ်ချက်က ဒီ cost မစခင်မှာခင်ဗျားရဲ့ပုံစံဘယ်လိုဖြစ်နေလဲဒီ cost ပြီးသွားတဲ့အချိန်မှာဘယ်လိုဖြစ်လာလဲဆိုတဲ့ဟာကိုဒါသိစေချင်လို့ကွဲပြားခြားနားမှုကိုမြင်စေချင်လို့ရိုက်ထားတဲ့ဒါ before video ဖြစ်တယ် after video တော့ကျွန်တော်တို့နောက်ထပ် challenge တွေမှာဆက်ရိုက်သွားဖို့ရှိမယ်နောက်တစ်ချက်က action ပေါ့တခခုလုပ်တယ်ဆိုတဲ့အချိန်မှာ action မယူလို့ရှင်ဘာမှမဖြစ်ဘူးအပြောတွေကြီးပဲလုပ်နေလို့မရဘူးကျွန်တော် cost လုပ်တယ်ဆိုတဲ့အဓိကရည်ရွယ်ချက်တွေ information ကိုပေးချင်တာမဟုတ်ဘူး information ကနေရာတိုင်းမှာခင်ဗျားတို့ရတယ် အဓိကကျွန်တော်ဒီ transformation ခင်ဗျားတို့ပေးခြင်းတယ်အဲအကြောင်းမလို့စရိုက်ရဲတဲ့တတိပေါ့နော်အကျင့်ကိုခင်ဗျားတို့လုတ်ပေးနေရဖြစ်တယ်ဆိုတော့နောက်နေ့ video မှာကိုယ့်ရဲ့ identity ကိုဘယ်လိုပြောင်းကြမလဲ avoider အခုလောလောဆယ်ဆိုလို့ရှိရင်ကိုယ်ဒီ avoider ဖြစ်နေတယ်စကားပြောရမယ်ဆိုရှောင်နေတယ် symbol တက်ရမယ်ဆိုရင်ရှောင်းနေတယ်ဗီဒီယိုရိုက်ရမယ်ကင်မရာမရိုက်ရဘူးရှောင်းနေတယ်အဲ့ဒီမျိုး avoider အဆင့်ကနေမှ authority အဆင့်ပေါ့ စကားလည်းကောင်းအောင်ပြောရတဲ့စင်ပေါ်ကိုလည်းရဲတင်းတင်းတက်ရဲတယ်ဆိုရဲသူဖြစ်လောင်ဘယ်လိုသွားရမလဲဆိုတော့ကျွန်တော်ဆက်ပြီးဆွေးနွေးကြမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်